ီးခဲ့တဲ့ရက်သက်သက်ဘက်ကတော့ဖက်ကန်ဒေတာကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းနဲ့ KIA တိုက်ပွဲဖြစ်ပွားခဲ့တဲ့တရင်ပြင် စစ်ကောင်စီတပ်ဟာပုံမော်မျိုးကို လေကြောင်းကတဆင့်စစ်ရင်အားဖြစ်တင်ခဲ့တယ်လို့ဝိုင်းမော်မျိုးနယ်က KIA ထိန်းချုပ်ထားတဲ့နေရာတွေကိုစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ drone တိုက်ခိုက်တာတွေပြုလုပ်ခဲ့ပါတယ်စစ်ကောင်စီတပ်ဟာဧပြီလ23ရက်နေ့ကစတင်ပြီးဖက်ကန်ဒေတာကိုအင်းတော်ကြီးလမ်းပိုင်းနဲ့အမစ်ဂျီနာဖက်ကန်လမ်းပိုင်းကတဆင့်အင်အားထောင်ချီတဲ့စစ်တီအင်အားတွေနဲ့စစ်ကြောင်းထိုးလာတာဖြစ်ပါတယ် အဲ့ဒီစစ်ကြောင်းနှစ်ကြောင်းထဲကအမီဂျီနာဖကန်လမ်းပိုင်းကနေခြေတက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကို KNY ကအဆောင်ကျူတိုက်ခိုက်ခဲ့တာကြောင့်ပြီးခဲ့တဲ့ရက်သက်သက်ဘက်ကတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်။စစ်ကောင်စီတပ်ဟာသူတို့စစ်ကြောင်းထိုးလာရာလမ်းတစ်လျှောက်ကိုလေကြောင်းဖြစ်ကူပေးပြီးလမ်းကြောင်းရှင်းပေးခဲ့တဲ့အတွက်နှစ်ပတ်အကြာမှာတော့စစ်ကောင်စီစစ်ကြောင်းဟာဆိုင်းဖရာခြေရွာကိုရောက်ရှိသွားခဲ့ပါတယ်။ စစ်ကောင်စီရောက်ရှိနေပြီဖြစ်တဲ့ဆိုင်းဖရာကျေးရွာမှာမေလ၈ရက်နေ့ကတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားခဲ့တယ်လို့ကနဦးသိရပြီးတိုက်ပွဲအခြေအနေအသေးစိတ်ကိုတော့မသိရသေးပါဘူးစစ်ကောင်စီတပ်ဟာလေကြောင်းပစ်ကူတွေပြုလုပ်ခဲ့တာကြောင့်ဆိုင်းဖရာကျေးရွာကလူနေအိမ်တွေပျက်စီးခဲ့ပါတယ်ဆိုင်ဖရာကျေးရွာကိုရောက်ရှိနေတဲ့စစ်ကောင်စီတပ်ဟာဖက်ကန့်အဝင်ဖြစ်တဲ့အလဲပင်ကျေးရွာကိုရောက်ရှိဖို့15မိုင်လောက်ပဲလိုတော့တယ်လို့လမ်းခွလက်မှာ KIA ပူးပေါင်းတပ်ထိန်းချုပ်ထားတဲ့နန့်သိန်းကျေးရွာရှိနေတဲ့အတွက် ဟကန်လမ်းမှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားမယ့်အခြေအနေရှိနေတယ်လို့ဒေသခံတွေကဆိုပါတယ်။စစ်ကောင်စီတပ်ဟာသူတို့စစ်ကြောင်းထိုးလာခဲ့တဲ့ဖကန်လမ်းတစ်လျှောက်ကကားမိုင်း200မဦးပင်လဝါဒုံပုံးကျေးရွာတွေမှာပြန်လည်စခန်းချနေရာယူထားပြီလို့စီရင်တရင်ရင်းမြစ်တွေစီကသိရပါတယ်။မြကျနာဖကန်လန်ကနေတဆင်စစ်ကြောင်းထိုးလာတဲ့အင်အားထောင်ချီတဲ့စစ်ကောင်စီစစ်ကြောင်းမှာမင်းစစ်တန်းပီတုစစ်ဥွှေမင်းပီတုစစ်တို့လည်းပါဝင်တယ်လို့စီရီတရင်ကြီးမြစ်သွေးစီကသိရပါဗျ။ အင်းတော်ကြီးလမ်းဘက်ကစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီပူပေါင်းစစ်ကြောင်းမှာတော့ရှမ်းနေအမျိုးသားများတပ်မတော် SN လည်းပါဝင်တယ်လို့သိရပြီးမေလ၈ရက်နေ့အထိစနွင်းကုန်းကျေးရွာမှာဆက်လက်တပ်ဆွဲနေပြီးဖက်ကန်ဘက်ကိုစစ်ကြောင်းထိုးလာတယ်မရှိသေးဘူးလို့သိရပါတယ်စီးပွားရေးနဲ့စစ်ရေးအရာဗျူဟာမြောက်တဲ့ဖက်ကန်ဒေသမှာစစ်ကောင်စီတပ်ဟာဖက်ကန်မြို့တွင်ကိုယ်တိုင်ထိန်းချုပ်နိုင်ပြီးဆိုင်းတောင်နဲ့အခြားကျေးရွာအများစုကို KNY ပူပေါင်းတပ်ကထိန်းချုပ်ထားပါတယ် ဒါကြောင့်စစ်ကောင်စီတပ်ဟာဖက်ကန်ဒေတာကိုအပြေအဝပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက်စစ်တီအင်အားထောင်ချီအသုံးပြုပြီးအခုလိုထိုးစစ်ဆင်နေတာဖြစ်တယ်လို့စီရီလေးလာသူတွေကတုံ့တက်နေကြပါတယ်။အလားတူဗမော်မျိုးဒိန်တိုက်ပွဲဟာဆိုရင်၅လထဲကိုရောက်ရှိလာပြီးဖြစ်ပြီးလက်ရှိချိန်မှာတော့စစ်ကောင်စီတပ်ကလေကြောင်းနဲ့ဒရုန်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေတယ်လို့ KAI ဘူဝန်တပ်ကလည်းအင်အားအကြီးဆုံးတပ်ဖြစ်တဲ့စာကခ27ကိုဆက်လက်ပိတ်ဆို့တိုက်ခိုက်နေစေဖြစ်ပါတယ်။ ပိတ်ဆို့တိုက်ခိုက်ခံနေရတဲ့စစ်ကောင်စီတပ်ဟာဗမော်မျိုးမကြရေးအတွက်အစီအင်အားနဲ့ရိတ်ခါတွေကိုလေကြောင်းကနေတဆင့်အားဖြည့်နေပါဗျ။ပြီးခဲ့တဲ့မေလ၄ရက်နေ့ကစစ်ကောင်စီရဟန့်ရင်၃စီးနဲ့အစီအင်အားဖြည့်တင်းခဲ့ပါဗျ။စစ်ကောင်စီတပ်ဟာလေကြောင်းတိုက်ခိုက်မှုနဲ့ဒရုန်းတိုက်ခိုက်မှုတွေနေ့စဉ်နီးပါးပြုလုပ်နေပြီးမေလ၈ရက်နေ့အထိတိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်တယ်လို့ရှီတန်တရီမြစ်တွေကဆိုပါဗျ။ ဝိုင်းမော်မြို့နယ်မှာဆိုရင်လည်းပြီးခဲ့တဲ့ရက်တတဘက်ကအစစ်ကောင်စီတပ်ဟာ KAI ပူးပေါင်းတပ်တွေရှိတဲ့နေရာကိုလက်နက်ကြီးနဲ့ဒရုန်းတွေပစ်ခတ်ပြီးတိုက်ခိုက်ခဲ့ပါတယ်။စစ်ကောင်စီတပ်ဟာဝိုင်းမော်ဝချောင်းလမ်းကလက်မြန်ကျေးရွာနဲ့ဝိုင်းမော်မြို့အထက်မှာရှိတဲ့ကျေးရွာတွေကိုဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ဝိုင်းမော်မြို့အဝင်ကခလာရ58တပ်ကနေလည်းလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ စစ်ကောင်စီတပ်ဟာငလင်ကယ်ဆယ်ရေးအတွက်ဆိုပြီးအပြစ်ရကာလကိုမီလာ6ရက်နေ့ကနေ31ရက်နေ့အထိထပ်မံတက်တမ်းတူလိုက်တယ်လို့ထုတ်ပြန်ခဲ့ပေမဲ့ဖက်ကန်လမ်းပိုင်းနဲ့ဘော်ဘော်မြို့မှာတော့နေစဉ်ပုံကျဲတိုက်ခိုက်မှုတွေစစ်ကြောင်းထိုးတာတွေကိုလှုပ်ဆောင်နေပါတယ်။ပြီးခဲ့တဲ့ရက်တတပတ်ကတော့ဖက်ကန်ဒေသကိုစစ်ကြောင်းထိုးလာတဲ့အင်အားထောင်နဲ့ချီတဲ့စစ်ကောင်စီတပ်ကို KIA ပူးပေါင်းတပ်ကအောက်ကျူတိုက်ခိုက်ခဲ့တဲ့အတွက်ဖက်ကန်လမ်းပိုင်းမှာတိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဗမာမျိုးမကြရည်အတွက် စစ်ကောင်စီတပ်ကအစင်အားဖြည့်တင်တာတွေနဲ့လေကြောင်းတိုက်ခိုက်မှုတွေနေ့စဉ်ပြုလုပ်နေပါတယ်။လာမယ့်အပတ်တွေမှာတော့ဖက်ကန်ဒေတာကိုခြိတက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကြောင့်စစ်ရေးအခြေအနေဘယ်လိုဖြစ်လာနိုင်မလဲ။ KAI ပူးပေါင်းတပ်ဟာဗမာမျိုးကလက်ကျန်စစ်ကောင်စီတပ်စခန်းတွေကို ထပ်ပြီးသိမ်းပိုက်သွားနိုင်မလားဆိုတာဆက်လက်ဆောင်ကြည့်အောင်ပါပဲဖြစ်ပါတယ်ခင်ဗျာ။